2025ခုနှစ်တိုင်းဒေသချင်းနှင့်ပြည်နယ်အသက်25နှစ်အောက်အမျိုးသားဗောလီဘောပြိုင်ပွဲသို့ရန်ပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများတက်ရောက်ကြည့်ရှုအားပေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအာကစားနှင့်ကာယပညာဦးစီးဌာနမှတမျိုးသားလုံးကျန်းမာကျန်းခံရေးနှင့်ဗောလီဘောအာကစားအဆင့်တန်းတိုးတက်မြင့်မားလာစေရေးတိုင်းဒေသချင်းနှင့်ပြည်နယ်အစည်းအဝေးရှိတိုင်းရင်းသားများချင်းချင်းချစ်ကြည်ရင်းနှီးမှုပုံမူရရှိစေရေး မျိုးစစ်တရပုံသည်ဗော်လီဘောအားကစားသမားများပေါ်ထွက်လာစေရို့ကိုရည်ရွယ်ပြီးကျင်းပပြုလုပ်တဲ့2025ခုနှစ်တိုင်းဒေသချင်းနဲ့ဒီနယ်အသက်25နှစ်အရွယ်မျိုးသားဗော်လီဘောပြိုင်ပွဲကွာတာဖိုင်နယ်ရှုံးထွက်ပွဲစဉ်ဖြင့်ရှမ်းပြည်နယ်မျိုးသားအသင်းနှင့်မကွေးတိုင်းဒေသချင်းအသင်းတို့သည်ရှမ်းပြည်နယ်တောင်ကြီးမြို့ပြည်နယ်လေးချင်းရေအားကစားရုံ၌ရှင်ပြိုင်ကစားခဲ့ကြပါသည်အဆိုပါပွဲစဉ်သို့ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလည်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းပြည်နယ်ဥပဒေချုပ်ဦးဆိုင်ကျော်စံအာကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စင်မိုးပြည်နယ်အာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်းနှင့်ရှမ်းပြည်နယ်ဗိုလ်လီဘောအာကစားဝန်ထမ်းရှင်မိဘပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်ယနေ့ quarter final ရှုံးထွက်ပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားလျက်ရှိသောရှမ်းပြည်နယ်မြို့သားအသင်းကမကွေးတိုင်းဒေသကြီးအမျိုးသားအသင်းကိုတုံးပွဲပြက်ဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရှိခဲ့ရပြီးရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကယနေ့ပွဲစဉ်တွင်အနိုင်ရရှိသောအမျိုးသားအသင်းအားဂုဏ်ပြုချီးမြှင့်ငွေကျပ်၁၀သိန်းနှင့်ရှမ်းပြည်နယ်ဗော်လီဘောဆက်ကော်မတီဥက္ကဋ္ဌဦးအောင်တန်းကျော်ကဂုဏ်ပြုချီးမြှင့်ငွေကျပ်၃သိန်းကို ထပ်ဆောင်ချင်းမြင့်ပေးခဲ့ပါတယ်။အမျိုးသားဗိုလ်လီဘောပြိုင်ပွဲအကျိုးဘောလုပွဲကိုဂျွန်လ17ရက်နေ့တွင်ရှမ်းပြည်နယ်အသင်းနှင့်စကိုင်းတိုင်းဒေသကြီးအသင်း၊မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင် ကစားသွားကြမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။